မင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ General Knowledge Channel ကနေထပ်မံကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုမှာတင်ပြပေးမှာကတော့ဗုဒ္ဓဖျားရှင်ဟောကြားခဲ့တဲ့အာနာပါနကမ္မထံအာထုံနည်းဖြစ်ပါတယ်အာနာပါနကမ္မထံကတမထနဲ့ဝိပဿနာနှမျိုးလုံးချင်းချင်အာထုံလို့ရပြီးအခုတင်ပြမှာကတော့တမထပိုင်းအတွက်ရည်ရွယ်ပါတယ်အာနာပါနနဲ့ပတ်သက်ပြီးတင် जा ပြတ်တာပြီးတဲ့ယဟန်တော်များလူပုဂ္ဂိုလ်များများစွာရှိပါတယ်အချို့နိလမ်းများကဖျားဟောနဲ့ညီပြီး အချို့နီလန်းများကဖះဟောနဲ့မတူတာများလဲတွေ့ရပါတယ်ဖះဟောနဲ့အညီတင် जा ပြတာတော်မူတဲ့ဖားအောက်တော်ရဆရာတော်ကြီးရဲ့ဤကိုတင်ပြပေးမှဖြစ်ပါတယ်အာနာပါနကမ္မထံအထုတ်ရတဲ့အကျိုးတွေကတော့များစွာရှိပါတယ်ဇန်အစင်စင်တက်သွားရင် စိတ်အေးချမ်းကြည်လင်တဲ့အကျိုးကိုခံစားရပြီးအပိညာရအောင်ဆက်ကျင့်မယ်ဆိုရင်မြေရှိုးမိုးပြန်ကိုဖြောက်ကိုပွားစတဲ့လောကီ တကူမျိုးစုံကိုရရှိစေပါတယ် ဇန်အစင်းရောက်ပြီးမှဝိပဿနာကိုပြောင်းပြီးကျင့်ပါက တရားအတက်မြင်ပါတယ်။ဇန်ဝင်စားပြီးတည်ဆုံးသွားပါကမျက်မှောက်ပုံကိုမလွဲမသွေရောက်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့စိတ်ထဲမှာခံယူထားရမှာက အာနာပါနကမ္မထမ်းကျင့်ကြံအားထုတ်တယ်ဆိုတာတန်တရာကလွတ်ကြောင်းဖြစ်တဲ့ဝိပဿနာတရားအားထုတ်ရမှာ အထောက်ပံ့ဖြစ်စေဖို့ဆိုပြီးရည်ရွယ်ထားတင်ပါတယ်။ဖះရှင်ကိုရောမြတ်ကယဟန်တော်များအား အတုပကမ္မထံကိုတင်ကြားဟောပြတော်မူရာယဟန်တော်များဟာထိုကမ္မထံကို အားထုတ်ကြပါれအဲ့ဒီအခါမိမိခန္ဓာကိုယ်ရဲ့အဖြစ်တွေကိုမြင်ပြီးမိမိခန္ဓာကိုယ်ကိုယုံမုန်းကာယဟန်တော်များဟာအချင်းချင်းအတ္တတေဆုံးအောင်အားထုတ်ခိုင်းတဲ့အထိဖြစ်သွားကြပါれပြန်လုံတော်မူကြတဲ့ယဟန်တော်များဟာအတိတ်ဘဝကဝွကျွေးဆက်ရတာဆိုတော့ဖះရှင်လည်းမတားနိုင်ပါဘူးဒီအကြောင်းတွေကိုအရှင်အာနန္ဒာကရှောက်ထားပြီးဖះရှင်ဟောကြားတာက အတုပကမထန်းဆိုတာခက်ထန်လေကြမ်းတမ်းလေပင်မဆင်းရဲတယ်လွယ်လွယ်ကူကူချမ်းချမ်းသာသာကျင်ရတဲ့တရားဟောမယ်ဆိုပြီးတော့အာနာပါနကမထန်းကိုဟောတော်မူပါတယ်အဲ့ဒီတော့အာနာပါနကမထန်းဆိုတာကိုအာထုတ်လို့ပင်မဆင်းရဲပြီးတော့စိတ်မချမ်းသာဘူးဆိုရင်မှားပါတယ်ချမ်းချမ်းသာသာအာထုတ်ရတဲ့နည်းဖြစ်ပါတယ်အာနာပါနကမထန်းရဲ့ကောင်းကျိုးတွေကိုညွှန်းရရင်များစွာရှိလို့ဒါတော့ပဲတင်ပြပါမယ် အာနာပါနာကမ္မထံကိုဖះရှင်ဟောကြားတော်မူတဲ့အတိုင်းနှုတ်ပယ်ဖြည့်ဆွတ်ထားခြင်းမရှိတဲ့ဖားအောက်တော်ရဆရာတော်ကြီးရေးသားတော်မူသောအာနာပါနာခြင်းဤကို အနှစ်ချုပ်ပြီးတင်ပြပါမယ်။အာနာပါနာကို အာထုတ်ရ၌အဆင့်၄ဆင့်ရှိပါတယ်။အဲ့ဓာတွေကတော့အရှိအတူအစအလဲဆုံးအကုန်လုံးငိမ့်အောင်ခြင်းခြင်းတိမ်မွေအောင်ငိမ့်အောင်ချုပ်အောင်ခြင်းခြင်းတို့ဖြစ်ပါတယ်။ ဤသို့အဆင့်၄၈ရာဝင်လေထွက်လေအရုံ၌ဘာဝနာစိတ်ကိုငြိမ်ဝှစ်စွာကတ္တိနေအောင်ထိမှုထင်ရှားရာနာတိဖျားသို့မဟုတ် အထက်နှုတ်ခမ်းတနေရာမှဆောင်း၍လေဆိုတဲ့ပြည့်ညက်အယုံတုံးခဲ၌ဘာဝနာစိတ်ကိုငြိမ်ဝှစ်စွာတည်နေအောင်ဆရှုတဲ့အခါအတဆူနေ၍ရှင်နေလျင်အစအလဲဆုံးအကုန်လုံးကိုထင်းထင်းရှားရှားသိအောင်ရှုရပါတယ်အတဆူမြန်၍တူနေလျင်လဲအစအလဲဆုံးအကုန်လုံးကို ထင်ထင်ရှားရှားသိအောင် ဝင်လေထွက်လေကိုဆက်ရွှေ့ရှုရပါတယ်ထိုးတိုးရှုရနိုင်အသက်ရှူနေအောင်သို့မဟုတ်အသက်ရှူမြန်အောင်တနည်းအားဖြင့်ရှည်အောင်တူအောင်တက်တက်မပြုတ်ပြင်ပဲတဘာဝအတိုင်းပုံမှန်သာအသက်ရှူနေပါထိုးတိုးရှုရနိုင်ဝင်တက်လေထွက်တက်လေထိမှုထင်ရှားရနှာတိဖျားသို့မဟုတ် အထက်နှက်ခမ်းအရက်ကသာဆောင်၍ဝင်လေထွက်လေကိုတတိကဲ၍ပွားများအားထုတ်သူရဲ့တဏ္ဍာနတာလျင် အာနာပါနတတိတမတိပါဝနာဟာပီစီပြည့်စုံနိုင်ပါတယ်။နှာခေါင်းတိုတဲ့သူများမှာနှာသီးဖျားကိုလေကတိတိတတမတိုးပဲ အထက်နှုတ်ခမ်းကို တိုးတက်ပါတယ်။သမာဓိအစဉ်မြင့်လာတဲ့အခါဝင်တက်လေထွက်တက်လေမှာအစဉ်စဉ်အလွန်တိမ်မွေ့လာတတ်ပါလေအဲ့ဒီအခါမှာအသက်ရှူနေ၍ရှည်နေလင်လဲတိမ်မွေ့သောရှည်သောလေဤအစအလဲဆုံးအကုန်လုံးကိုထင်ထင်ရှားရှားသိအောင် အသက်ရှင်မြန်၍တိုးနေလင်လဲတိမ်မွေသောတိုးတော်လေဤအစလဲအဆုံးအကုန်လုံးကိုထင်ထင်ရှားရှားသိအောင်ဆက်ရှုနေပါအဲ့ဒီအခါမှာတိမ်မွေလွန်းလို့မထင်မရှားဖြစ်လာတဲ့ဝင်လေထွက်လေကိုထင်ရှားအောင်တတ်တတ်ပြုပြင်ပြီးအသက်မရှူပါနဲ့တဘာဝအတိုင်းတိမ်မွေသော ဝင်လေထွက်လေမှာသာဘာဝနာစိတ်ကိုကတ်ထားပါထိရရက်ကိုလက်မလွတ်ပါနဲ့နမိတ်ပေါ်လာခဲ့သောမိခိုးရောင်ကဲ့သို့ညှက်ထက်ထက်အရောက်မှာပရိကမနမိတ်ဖြစ်ပါတယ် ပဂတိတော်ဝင်လေထွက်လေမှာလဲပရိကမနမိတ်ပင်ဖြစ်ပါတယ်ပရိကမနမိတ်ဆိုတာအခြေခံပရိကမတမာတိဖြစ်ပေါ်လာရန်အာယုံဖြစ်ရည်တည်၍ယေရှုပြုပေးနေသောအကြောင်းတရားလို့ဆိုလိုပါတယ်ဝါကွန်းဆိုင်ကဲ့သို့ဆွဆွဖြူနေသောအယောင်နမိတ်မှာဥက္ကဟနမိတ်ဖြစ်ပါတယ်တောက်ရှုကျဲကဲ့သို့အလွန်ကြည်လင်တောက်ပနေသော နမိတ်မှာပရိပါကနမိတ်ဖြစ်ပါတယ်အစစ်အမြင့်ဆုံးသော နမိတ်ဖြစ်ပါတယ် ဤကားရေပုံရအဖြစ်များသောနမိတ်ဖြစ်ပါれသို့သော နမိတ်မှာပုံတံမျိုးမျိုးအယောင်မျိုးမျိုးဖြစ်နိုင်ပါれနမိတ်မပေါ်မီရှေးဖို့ကဖြစ်ပေါ်နေသောဘာဝနာတင်ညာအမတ်တင်ညာကွဲပြားမှုကြောင့်နမိတ်မျိုးမျိုးအယောင်မျိုးမျိုးပုံတံမျိုးမျိုးဖြစ်ပေါ်လာရခြင်းဖြစ်ပါれဘာဝနာတင်ညာဆိုတာအာနာပါနကိုရှုနေရင်ရင့်ကျက်လာတဲ့စိတ်ငြိမ်ဝတ်မှု ဝင်လေထွက်လေအာယုံ၌ငြိဝှစ်စွာစိတ်ကတည်နေမှုတမာတိနှင့်ရှင်တွဲလျက်ဖြစ်ပေါ်လာသောအမှတ်တင်ညာဖြစ်ပါလေထိုအချိန်ခါမျိုးမှာ အထူးသဖြင့်ပေါ်လာတဲ့နမိတ်ပေါ်၌ဘာဝနာစိတ်ကိုငြိမ်နေအောင် လုံမရအောင်ကပ်မထားနိုင်သေးတဲ့အခါမျိုး၌ဤသို့သော နမိတ်ဤသို့သော နမိတ်စသည်ဖြင့်အမှတ်တင်ညာများပြောင်းရွှေ့နေပါကထိုအမှတ်တင်ညာကွဲပြားသလောက်နမိတ်များလည်းကွဲပြားနေတတ်ပါလေနမိတ်တွေအမျိုးမျိုးပြောင်းနေပါကဘာဝနာစိတ်မှာလည်း အာယုံတစ်ခုလဲကိုသာစူးစူးဆိုက်ဆိုက်ကြရှည်စွာမရှုပွားနိုင်တဲ့အတွက်တဖြည်းဖြည်းတမာတိလျှော့ကြသွားတတ်ပါလေ။တဖန်နမိတ်ကဝေးกว่าနေခဲ့လျင်ထိုဝေးกว่าနေသောအထူးသဖြင့်နာသီးဖြာအထက်နှခံရက်တွင် ကဲ့ယူဒီမနေသောဝေးကွာသော နမိတ်ကိုစိတ်လက်၍စိုက်နေပါကဝင်လေထွက်လေထိမှု ထင်ရှားရဌာနဖြစ်တဲ့နာတိဖျားအထက်နှုတ်ခမ်းဆိုတဲ့ထိရာရက်ကိုကြော်လွန်သွားလို့အာနာပါနာဘာဝနာတမာတိမှလည်းဇန်စင်းတို့တိုင်အောင် မတိုးတက်နိုင်ဖြစ်တတ်ပါရဲ့တို့အတွက်ပကတိသော ဝင်လေထွက်လေမှဖြစ်ပေါ်လာသော နမိတ်ကသာလျှင်နာတိဖျားအထက်နှုတ်ခမ်းရက်မှာ ပကတိတော်ဝင်လေထွက်လေနဲ့တသားလေးတစ်ခုလေးဖြစ်နေတဲ့အာနာပါနနမိတ်ကတာလျင်ထိုနမိတ်၌ဘာဝနာစိတ်ကိုငြိဝတ်စွာကထားနိုင်ပါမှသာလျင်အာနာပါနတမတိဘာဝနာဟာပြည့်စည်ပြည့်စုံနိုင်ပါတယ်ဇန်အစင်တို့တက်ရောက်နိုင်ပါတယ်နမိတ်ထင်လာတဲ့အခါထိုယောဂီပုဂ္ဂိုလ်သည်ထိုထင်လာသော နမိတ်ကိုအယောင်ကိုလည်းအယောင်အနေနဲ့နှလုံးမသွင်းပါနဲ့ထိုနမိတ်၌ထိုဝင်လေထွက်လေ၌တည်ရှိသောမာကျန်းလေး ပျော်ချော်ပေါ်ယူစီးဖွဲ့စည်းပူအေးထောက်တွန်းဆိုတဲ့ဓာတ်ကြီးလေးပါးတို့ရဲ့တဘာဝလက္ခဏာကိုလည်းနှလုံးမသွင်းပါနဲ့ထိုဝင်လေထွက်လေကိုသို့မဟုတ်နမိတ်ကိုဖြစ်ပြက်အနိစ္စဒုက္ခအနတ္တလို့တာမင်ညာလက္ခဏာကိုလည်းနှလုံးမသွင်းပါနဲ့အာနာပါနနမိတ်ကိုတိုးပွားအောင်လုပ်ခဲ့သောဝါကွန်းဆိုင်စတဲ့ပုံတံအားဖြင့်ထင်လာသောအာနာပါနနမိတ်ပင်ဖြစ်တော်လဲထိုနမိတ်ဟူသည်နေရို့ဤအပေါင်းစုသာဖြစ်ခြင်းကြောင့် လေးစုအပုံသာတိုးပွားလာပါတယ်။ဝါယောဂတိုင်းကိုတိုးပွားအောင်လုပ်တဲ့ကဲ့သို့ဤအာနာပါနာနမိတ်အရာ၌တိုးပွားအောင်လုပ်ခြင်းသည်အကျိုးမရှိနိုင်ပေ။တခံဤအာနာပါနာကမ္မထံကို ဝင်လေထွက်လေထိမှုထင်ရှားရာနှာတိဖြာအထက်နှက်ခမ်းမှသာရှူရမယ်လို့ရှူရမယ့်နေရာကိုလည်းအတိအကျသတ်မှတ်ထားပါရဲ့။ဒါကြောင့်နမိတ်ကိုရှေ့အောင်တိုးအောင်ကြီးအောင်သေးအောင် လုံးအောင်ပြအောင်စသည်ဖြင့်မပြုလို့ရပါဘူး။နာသည်ဖျားအထက်နှခန်းဆိုတဲ့ထီမှုထင်ရှားရနေရာကသာဆောင်း၍ဝင်လေထွက်လေကိုစက်တိုက်သည့်အောင်ကြိုးစားခြင်းဖြင့်ဝင်လေထွက်လေနှင့်နမိတ်တသားတဲ့တစ်ခုတည်းဖြစ်လာတဲ့အခါထိုနာသည်ဖျားအထက်နှခန်းရဲ့တွင်တရှိသောနမိတ်ကိုသာဆိုက်၍ရှုနေပါကဘာဝနာစိတ်ကိုထိုနမိတ်၌ကပ်ထားနိုင်ပါကမြည်သည့်အယောင်ပင်ဖြစ်ပါစေ။မည်သည့်ပုံတံပင်ဖြစ်ပါစေအယောင်နှင့်ပုံတံကိုနှလုံးမသွင်းရပါဘူး အာနာပါနကြောင့်ဖြစ်ပေါ်လာသော နမိတ်ကိုလည်းအာနာပါနဟုပင်သဘောထား၍ဘာဝနာစိတ်ကိုထိုနမိတ်၌ကထားနိုင်ပါကမိကိုယောင်မှအဖြူယောင်အဖြူယောင်မှတောက်ရှုကြဲယောင်စသည်ဖြင့်ဘာဝနာတမာတိရင့်ကျက်တာနှင့်အမျှအစင်စင်ကူးပြောင်းကဇံတို့ကူးမြောက်နိုင်ပါမည်။နာတိဖြာအထက်နှခန်းနှင့်ဝေးကွာနေသော နမိတ်အမျိုးမျိုးတို့ကိုလိုက်ရှုနေပါကတမာတိမှတက်လိုက်ကြလိုက်ဖြစ်ကဇံတို့မကူးနိုင်။ စံသမာဓိအဆင့်သို့မရောက်နိုင်ရှိတတ်ပါれသတိရှိရပါမယ်။နမိတ်ကိုအလွန်အလွန်ဆူးဆိုက်ပါက ကလတ်အမုံများကို တွေးတတ်ပါれစံသမာဓိသို့ကူးလိုပါကကလတ်အမုံများကိုတွေးတဲ့အခါစိတ်ကိုလျှော့ချပေးပါ။စိတ်ကိုမလျှော့မတင်းထား၍နမိတ်ကိုဆိုက်ရှုနိုင်ပါကသံတမာတိအစင်းတို့တိုင်အောင် ကူးတက်နိုင်ပါれနမိတ်တွင်ဒီရှိသော ကလတ်အမုံအကြီးအသေးတို့ကိုဆိုက်ရှုနေပါကထိုကလတ်အမုံတို့မှာပေါ်လိုက်ပြောက်လိုက်ဖြစ်နေသဖြင့် အာယုံကမငြိမ်သက်သောအာယုံဖြစ်ရကတမာတိမှာအာယုံဤမငြိမ်သက်မှုကြောင့်မဆူးမရှရှိတတ်ပါれတမာတိလျှော့ကြတတ်ပါれသတိရှိစေရပါမယ်။ဖားအောက်တော်ရဆရာတော်ကြီးရေးသားတော်မူတဲ့အာနာပါနာခြင်းဤကတော့ဒီမှာပဲပြီးပါပြီ။အခုတင်ပြခဲ့တဲ့အာနာပါနာခြင်းဤကတော့အခြေခံအထုံဤဖြစ်ပါれ။နမိတ်ရတဲ့အစဉ်ထိတာဖြစ်ပါတယ်။ဇန်အစဉ်ကိုတက်ဖို့အတွက်ဆက်လက်အားထုတ်ရမှာဖြစ်ပါတယ်။ဇန်အစဉ်စင်တက်ပြီး အဘိညာဉ်အစင့်ထိတက်လန်းမှုအတွက်လဲဆရာတော်ကြီးကနီလန့်အသေးစိတ်ကိုဟောကြားပြတာရေးသားပြီးနီလန့်များတင်ကြားထားပါတယ်ကျွန်တော်အနေနဲ့အကြံပြုတင်ပြလိုတာကနမိတ်အစင်ရပြီးဆက်လက်ကျင့်ကြံမယ်ဆိုရင်ဖားအောက်တော်ရတစ်ခုခုမှာတွားရောက်အားထုတ်တင်ပါတယ်အခုတင်ပြခဲ့တဲ့အာနာပါနာကျင့်နီးမှာမပါတဲ့အချက်ချို့ကိုဖားအောက်တော်ရဆရာတော်ကြီးရဲ့ဟောကြားချက်များမှအနှစ်ချုပ်တင်ပြပေးပါဦးမယ်ထိုင်းနေနီးဖြစ်ပါတယ်အာနာပါနာကမ္မထံကို အားထုတ်လိုသောသူဟာစိတ်ငြိမ်ရာအရက်၌ကြာရှည်စွာနေနိုင်မိတင်ပလင်ခွေထိုင်ပြီးဖြစ်ထိုင်ရပါမယ်။ခြေထောက်နှချောင်းကိုထပ်မထားပဲရှေ့နောက်ထားပြီးထိုင်ဖို့ဆရာတော်ကြီးကလမ်းညွှန်ထားပါတယ်။အချို့ဆရာများက ထပ်ပြီးထိုင်လို့ကထိုင်နိုင်ကြောင်းတင်ပြကြပါတယ်။အထက်ပိုင်းကိုကိုဖြောက်မတ်စွာထားပြီးအထက်ကနေတိုင်းအားထုတ်ရမှာဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုမှာအနည်းငယ်ရှင်းသွားပြီးဖြစ်လို့ ဒါလောက်နဲ့နားပါမယ်မရှင်းတာရှိရင်လည်းမေးမြန်းနိုင်ပါတယ်နောက်ထပ်တင်ပြပေးမယ့်ဗီဒီယိုမှာ အာနာပါနာကျင့်နည်းနဲ့ပတ်သက်ပြီးဆောင်ရွက်ရှောင်ရွက်အခြားဆရာတော်ကြီးများလူပုဂ္ဂိုလ်များရဲ့လက်ညှိုးမှုများနဲ့ကျွန်တော်ရဲ့အတွေ့အကြုံများကိုလည်းတင်ပြပေးမှာဖြစ်လို့အာနာပါနာအားထုတ်လို့လည်းမိတ်ဆွေများအနေနဲ့စောင့်မျှော်လေ့လာကြဖို့တိုက်တွန်းရင်းဤကုန်းချုပ်ပါတယ် နောင်လဲလောကီလောကုတ်အကျိုးရှိစေမယ်ဘဟုတုတမျိုးစုံကို တင်ပြပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေးကို subscribe မလုပ်ရသေးရင် subscribe လုပ်ပေးထားပါအောင်အသစ်တင်တိုင်းသိရအောင်ဘေးနာက ခေါင်းလောင်းလေးကိုနှိပ်ပြီးအောက်ကိုလည်းနှိပ်ပေးထားပါအောင်ကျွန်တော်တို့ရဲ့ video လေးကိုကြိုက်နှစ်သက်ရင် like လေးပေးမိတ်ဆွေများကိုလည်းမျှဝေပေးပြီး မေးမြန်းလိုသည်များအကြံပြုလိုသည်များလည်းခမန်မှာရေးပေးတော့ပါအောင်တော့ကျေးဇူးတင်ပါတယ်အားလုံးကိုစိတ်နှပြချမ်းမှချမ်းသာကြပါစေ